အခုပြောပြမယ့် function တွေကတော့ Microsoft Excel 365 version မှာပဲအသုံးပြုလို့ရနိုင်တဲ့ function တွေဖြစ်ပါတယ်။အော်အခုဆိုရင် Excel 365 version မှာဆိုလို့ရှိရင်ဘာသာစကားတစ်ခုကနေအခြားဘာသာစကားတစ်ခုကို translate ဆိုတဲ့ function ကိုအသုံးပြုပြီးတော့ဘာသာပြန်ဆိုလို့ရနိုင်ပြီဖြစ်ပါတယ်။ အဒီမှာဆိုရင် XML table မှာဆိုရင် text string ဆိုရင် column လေးရှိရဲ text string column ရဲ့အောက်မှာ text string လေးခုရှိပါတယ်ပထမအဦးဆုံး text string ဆိုရင်ဒါကအင်္ဂလိပ်စာအုပ်သုံးပြီးတော့ရေးထားတာပါဒုတိယတစ်ခုကကျတော့တရုတ်စာအုပ်သုံးပြီးရေးထားတယ်တတိယတစ်ခုကထိုင်းစာသုံးပြီးရေးထားတယ်နောက်ဆုံးတစ်ခုကတော့ဂျာမန်စာအုပ်အသုံးပြုပြီးတော့ရေးထားတာဖြစ်ပါတယ်အဲ့တော့အခုရှိနေတဲ့ text string တွေအားလုံးကို 你妈怕他过，怕他变瘦着呢。你妈说了，把米放了，啊 <noise>，把马兰归煮，怕他变瘦着呢。哎，路卡没有交流声，Translate 翻译我懂，不要怕他变瘦肉呀。哎，他说：“耶，你呀，钱 Translate。” ပြီးရင် translate function ရေးပြီးသွားပြီဆိုရင်ပထမဦးဆုံးအနေနဲ့လိုတဲ့ argument ကကြတော့ test ပါအဲ့တော့ test string ကိုဆက်လက်ပေးရမယ် better string ကိုဘာသာပြောင်းစင်တာလဲကိုဘာသာပြောင်းစင်တဲ့ test string ဒီ ax မှာရှိပါတယ်အဲ့တော့ ax ရဲ့ကကို point out တယ်ပြီးတော့ second argument အနေနဲ့တော့ source language ကို import အနေနဲ့ထည့်ပေးရမယ်အဲ့တော့အဲ့ဒီ source language ဆိုတဲ့နေရာမှာသူက bracket လေးနဲ့ရေးထားတာဖြစ်တဲ့အတွက်ဒါဒီ option နဲ့ဖြစ်ပါတယ်ကိုက data string ဒီ ဘာဘာသာစကားကိုတုံးထားတာလဲဆိုတာသိတယ်ဆိုရင်ကိုထည့်ပေးလိုက်လို့ရပါတယ်မသိဘူးဆိုလို့ရှိရင်တော့ဒီတိုင်းပဲအလွတ်ထားခဲ့လို့ရတယ်ဒီ Microsoft Translation Service ကဒီ text string ဒီဘာ language ကိုတုံးထားရလဲဆိုတာကိုသူဒီအလိုလျောက်သိနိုင်ပါတယ်အဲ့တော့ source language မှာဘာမှ input မထည့်တော့ဘူးဒီတိုင်းပဲ comma လေးထားခဲ့လိုက်မယ်ဒါဆိုရင် target language ကိုရောက်သွားတယ် ာဂက်လန်ဂွေ့ခါကြတော့ကိုဒီဘယ်ဘာသာစကားကို translate လုပ်ချင်တာလဲအဲ့တော့ကိုအခု translate လုပ်ချင်တဲ့ဘာသာစကားဒီမြန်မာဖြစ်ပါတယ် Burmese language ဖြစ်ပါတယ်အဲ့ဒီအတွက်အာမြန်မာဆိုပြီးတော့သူ့ရဲ့ language ကို MI လို့ရိုက်ထည့်ပေးရပါမယ်တကယ်တော့ဘာသာပြန်ဆိုလို့ရတာဒီဘာသာစကားကြီးအများကြီးရှိပါတယ်ကိုလိုချင်တဲ့ဘာသာစကားစီကို translate လုပ်လို့ရပါတယ်အခုကတော့အာ translate လုပ်ချင်တာဒီမြန်မာပေါ့နော်မြန်မာကို translate လုပ်ချင်တဲ့ Burmese language ကို translate လုပ်ချင်တဲ့အဲ့တော့သူ့ရဲ့ language ကို တောင်မွိုင်းဆိုပြီးတော့အခုလိုမျိုးလေးရှင်းလိုက်ပါမယ်။ပြီးပြီဆိုရင် when back ဒါဆိုရင်သူဒီ every test ring ကိုသက်ဆိုင်ရာသူရဲ့မြန်မာ language Burmese language စီကိုဘာသာပြန်ဆိုသွားမှာဖြစ်ပါတယ်။အဲ့တော့ channel test ring တွေကိုလည်းဒီအတိုင်းလေးပဲဘာသာပြန်သွားလိုက်မယ်။ဒါဆိုရင်ဒီ test ring လေးခုလုံးကိုမြန်မာလိုဘာသာပြန်သွားပြီဖြစ်ပါတယ်။ဒါက translate function ကိုအသုံးပြုပြီးတော့မှဘာသာပြန်သွားတာဖြစ်ပါတယ်။အဲ့တော့နောက်ထပ် function တစ်ခု နောက်ထပ် session တစ်ခုကကျတော့ detect language ပါ detect language ကကျတော့ကိုယ့်ရဲ့ test string မှာဘာ language ဘာ language ကိုတုံးထားလဲဆိုပြီးတော့ language code ကိုသိချင်နေဆိုရင် detect language ဆိုတဲ့ function ကိုတုံးပြီးတော့မှ language code ကိုကိုဒီအာယူလို့ရပါတယ်အဲ့တော့ဒီ detect language လေးကိုတုံးကြည့်လိုက်ပါမယ်ညီမြချင်း detect detect language ပြီးတော့ပြီဆိုရင် test string ကိုဆက်လုပ်နိုင်မယ် ဒါဆိုလို့ရှိရင်ပထမတစ်ခုတည်း EN ဆိုပြီးခြောက်လာပါတယ်။ဒါကသူက language group ကိုပြပေးတာပါ။ EN ဆိုတာကအင်္ဂလိပ်စာပါ။ပြီးတော့လို့ရှိရင် channel ဒုတိယတစ်ခုဆိုလို့ရှိရင်ဒါဒီတရုတ်စာနဲ့ရေးထားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ထိုင်းစာနဲ့ရေးထားတာဖြစ်ပါတယ်။ပြီးတော့ German စာနဲ့ရေးထားတာဖြစ်ပါတယ်။ဒီ E ဆိုတာက German language group ကိုကိုစားပြပါတယ်။အဲတော့ဒီ test language ကိုသုံးပြီးတော့မှကိုယ့်ရဲ့ test screen test screen ဒီမှာ language ကိုသုံးထားလဲဆိုတာကိုဒီလိုမျိုးလေးထုတ်လို့ရပါတယ်။